အားလုံးပဲမင်္ဂလာပါစမတ်မြန်မာကနေကြိုဆိုပါရစေ။လူတိုင်းကအိမ်ချမ်းမြေကနေငွေရှာခြင်းနေပေမဲ့ဘယ်နေရာကနေစတင်ရမလဲ။ဘလို့နီးလက်နဲ့လောက်ရမလဲဆိုတာတေချာမသိကြပါဘူး။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့စမတ်မြန်မာကနေအခုမှအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုကိုစတင်လုပ်ကိုင်မဲ့သူတွေနဲ့အိမ်ချမ်းမြေကနေဝင်ငွေအကျဉ်းဆုံးရရှိခြင်းသူတွေအတွက်တကယ်ကိုအသုံးဝင်အကျိုးရှိစေနိုင်မဲ့ထိရောက်တဲ့နီးလက်တစ်ခုကိုအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီ strategy နီလန်လေးကတော့ buy Doyle Grant ဆက်လို့ခေါ်တဲ့တူကောက်အနေနဲ့ BBRS Morel နီလမ်းပဲဖြစ်ပါတယ် BBRS Morel ကိုနားလည်ရင်တင့်အနေနဲ့အင်ချမ်းမြေမှာစတင်ရင်းနှီးမြှုပ်နှံခြင်းတဲ့သူပဲဖြစ်ဖြစ်လက်ရှိရင်းနှီးမြှုပ်နှံထားတဲ့သူပဲဖြစ်ဖြစ်လက်တလောတဖြည်းဖြည်းချင်းဝင်ငွေရရှိနိုင်တဲ့ရေရှည်မှာအကျိုးအမြတ်ရရှိနိုင်တဲ့ Real Estate Portfolio တစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အခုဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားကြပါဗျာ BBRS Morel ကိုအလွယ်ကူဆုံးအစစ်စစ်နဲ့နားလည်အောင်ပြောရရင် မြေဝဲအဆောက်ဦးဆောက်အငှားချနောက်ဆုံးပြန်လည်ရောင်းချခြင်းအဆင့်တွေပဲဖြစ်ပါတယ်။ဒီမော်ဒယ်ရဲ့အဓိကအားသာချက်ကတော့လက်တလောဝန်ဒင်ကမီရရှိနိုင်တယ်လို့ရေရှည်မှာလည်း capital gain ရရှိနိုင်ပါတယ်။ရှင်းအောင်ပြောရရင်လက်တလောငှားရန်ခလစဉ်ဝင်ငွေရရှိနိုင်တယ်လို့ရေရှည်မှာလည်းတန်ဖိုးတက်လာတာကြောင့်နောက်ဆုံးပြန်လည်ရောင်းချတဲ့အချိန်မှာအကျိုးအမြတ်များစွာရရှိနိုင်ပါတယ်။ ဲ့ဒါကြောင့်မလို့ BBRS model ကိုတဆင့်ချင်းအသေးစိတ်ဆက်လက်ဖော်ပြပေးသွားပါမယ်တည်တည်ချာချာလေးလိုက်ပါကြည့်ရှုမှတ်သားကြဖို့အကြံပေးချင်ပါတယ်အဆင့်တူဟာမြေဝဲယူခြင်းပထမဆုံးအဆင့်ကတော့ဘာကမြေဝဲယူခြင်းအဆင့်ပဲဖြစ်ပါတယ်ဒီအဆင့်ဟာအင်ချမ်းမြေရင်းနှီးမြုပ်နှံမှုပြုလုပ်ဖို့အတွက်အရင်နီးစတင်စိုက်ထိုးရတဲ့အဆင့်ဖြစ်တာကြောင့်အရေးကြီးတဲ့အဆင့်တစ်ခုဖြစ်ပါတယ်ဒီအဆင့်မှာသတိထားရမယ့်အချက်လေးချက်ရှိပါတယ် ပထမအချက်အနေနဲ့ location ဝယ်ယူတဲ့မြေနေရာမှန်ကန်ဖို့လိုအပ်ပါတယ်။လာမယ့်အနာဂတ်မှာအကျိုးအမြတ်ဘလောက်အထိရရှိနိုင်တယ်လဲဆိုတဲ့အချက်ဟာမြေနေရာရွေးချယ်ဝယ်ယူခြင်းအပေါ်မှာမူတည်တာကြောင့်အသေးချာလေးစဉ်းစားရွေးချယ်ဝယ်ယူသင့်ပါတယ်။နံပါတ်2အချက်မြေပိုင်ဆိုင်မှုစာရွက်စာတမ်းကိုလည်းတေချာစစ်ဆေးဖို့လိုအပ်ပါတယ်။ကိုယ်ဝယ်ယူမဲ့မြေကဂရမ်မြေလားပါမစ်မြေလားစလစ်မြေလားဥယျာဉ်ခြံမြေလားဆိုတာတွေကိုမဝယ်ယူခင်တေချာစစ်ဆေးရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ နံပါတ်3ချက်ဈေးနှုန်းတက်နိုင်သမျှနေချိန်ဒါမှမဟုတ်ဈေးကျချိန်မှာဝယ်ယူသင့်ပါတယ်အိမ်ချမ်းမြေဈေးနှုန်းတွေကိုအမြဲတမ်းလေ့လာစောင့်ကြည့်နေပြီးဈေးနှုန်းတင်းတင်းတဲ့အချိန်မှာဝယ်ယူနိုင်ခြင်းဟာပြန်လည်ရောင်းချတဲ့အခါအမြတ်များများရနိုင်ဖို့တည်ချစေပါတယ်နံပါတ်4ချက်အလားအလာရှိတဲ့နေရာတွေမှာဝယ်ယူသင့်ပါတယ်လာမယ့်အနာဂတ်မှာတမိုးတက်နိုင်မယ့်နေရာကိုရွေးချယ်ဝယ်ယူခြင်းဟာကျွန်တော်တို့ရဲ့ BBRS Moral Strategy ရဲ့နောက်အဆင့်တွေဖြစ်တဲ့အဆောက်အဦးဆောက်လုပ်ခြင်း အနာချထားခြင်းယေရှိမှာပြန်လည်ရောင်းချခြင်းအစရှိတဲ့နောက်ပိုင်းစစ်တွေကိုပါအစဉ်ပြေစေပြီးအကျိုးမြတ်များများရယူနိုင်မှာဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရရင်အလားအလာရှိတဲ့မြို့စုံတွေနားကအိမ်ယာတိုးချဲ့မဲ့နေရာတွေမှာငွေသုံးပြီးမြေဝယ်ထားခြင်းဖြစ်ပြီးနောက်ပိုင်းနှစ်တွေမှာတန်ဖိုးတက်လာနိုင်ပါတယ်။အစစ်နှစ်ဘုတ်တိဆောက်ခြင်းဒုတိယအစစ်အနေနဲ့ဘုတ်တိဆောက်ခြင်းအစစ်မှာယင်းဤမြုံနံသူတော်တော်များများကအမှားလုပ်တတ်ကြပါတယ်။ ကိုဆောင်မဲ့အဆောက်အဦးကကိုဝယ်ယူထားတဲ့မြေနေရာပတ်ဝန်းကျင်မှာရှိတဲ့ဈေးကွက်လိုအပ်ချက်တွေနဲ့ကိုက်ညီဖို့လိုအပ်ပါတယ်။ဥပမာအနေနဲ့မြို့ထဲမှာဆိုရင်မိသားစုတိုင်းအတွက်နှစ်ထပ်အိမ်ဒါမှမဟုတ်သုံးထပ်အိမ်ကပိုပြီးအဆင်ပြေပေမဲ့မြို့ပြင်အနေနဲ့ဆိုရင်တော့တစ်ထပ်တိုက်လေးတွေကပိုပြီးရောင်းရလွယ်ငှားရလွယ်နိုင်ပါတယ်။အဲ့ဒီလိုတိဆောက်တဲ့နေရာမှာတတိပြုရမယ့်အချက်တွေကတော့နံပါတ် quality အရေးသွေးအရေးကြီးပါတယ်။ကိုက budget ဘလောက်သုံးနိုင်လဲ modern အိမ်ဆောက်ပါလားအဆရှိတဲ့အချက်တွေကို တေချာစဉ်းစားသုံးသပ်ရမှာဖြစ်ပါတယ်။နံပါတ်1 cost control ကုန်ကြမ်းစည်းချိန်ညှိခြင်းကိုမဖြစ်မနေလှုံ့ဆော်တင်ပါတယ်။ကိုငားမဲ့ contract နဲ့ကုန်ကြမ်းစည်းငွေပေးချေမှုစနစ်အစရှိတာတွေကိုဂရုတစိုက်လုပ်ကင်ဖို့လိုအပ်ပါတယ်။နံပါတ်3 watch design ဈေးကွက်လိုအပ်ချက်နဲ့ကိုက်ညီမဲ့ကိုအတွက်လည်းအကျိုးမြတ်ရရှိနိုင်မဲ့ရေရှည်အတွက်လည်းအဆင်ပြေနိုင်မဲ့ပုံစံဒီဇိုင်းကိုရွေးချယ်တိဆောက်ဖို့လိုအပ်ပါတယ်။မဆောက်ခင်ကတည်းက 3D visualization လုပ်ထားရင်တော့ပိုပြီးကောင်းပါတယ်။အဆင့်3 rank ငားရမ်းခြင်း အဆောက်အဦတိဆောက်ပြီးလို့နောက်တစ်ဆင့်အနေနဲ့ rental လင်ခမရယူခြင်းဖြစ်ပါတယ်။တနည်းပြောရရင်လစဉ်လတိုင်းငားရန်ခဝင်ငွေ passive ခမရယူနိုင်ပါတယ်။ရေရှည်မှာပြန်လဲရောင်းချမဲ့မြေနေရာပေါ်မှာပတ်ဝန်းကျင်ဈေးကွက်လိုအပ်ချက်နဲ့ကိုက်ညီမဲ့အိမ်တစ်လုံးဒါမှမဟုတ်အဆောက်အဦတစ်ခုကိုဆောက်လုပ်ပြီးအခုလက်ရှိအချိန်မှာအငှားချထားခြင်းဟာလစဉ်လတိုင်း cash flow ရရှိနိုင်ပါတယ်။ဥပမာပြောရရင်တစ်လကို9သိန်းနဲ့ငှားချထားရင်တစ်နှစ်ဆိုရင်3600ရရှိမှာဖြစ်ပါတယ်။ အဲ့ဒီဝင်ငွေဟာခုနကတိဆောက်ခကုန်ကြစည်းကိုတစ်စိတ်တစ်ပိုင်းဒီအနေနဲ့ပြန်လဲရရှိမှလည်းဖြစ်ပါတယ်အခုလိုအငှားပေးထားခြင်းဟာနံပါတ်1 cash flow တိဆောက်ခြင်းနံပါတ်2 property တမူးတက်လာခြင်းနံပါတ်3 invest to reputation တိုးလာခြင်းအစရှိတဲ့ရည်ရွယ်ချက်ရည်မှန်းချက်၃ခုစလုံးကိုပြည့်စုံစေပါတယ်အခုလိုလှုပ်ဆောင်ခြင်းအဖြစ်တင့်အိမ်ဟာအငှားချထားတဲ့အချိန်မှတော့နောက်တစ်ဆင့်အတွက် market value တမူးတက်လာနေမှာဖြစ်ပါတယ်အဆင့်၄ဆောက်ရောင်းချခြင်း BBRS မော်ဒယ်ရဲ့နောက်ဆုံးအဆင့်ကတော့ဆောက်ရောင်းချခြင်းဖြစ်ပါတယ်။တန်ဖိုးတက်လာမဲ့အချိန်ကိုစိတ်ရှိလက်ရှိစောင့်စားပြီးရောင်းချခြင်းကအကျိုးမြတ်များစွာရရှိနိုင်ပါတယ်။ဥပမာအနေနဲ့ပြောရရင်ကိုဝယ်ထားတုန်းကမြေကွက်တန်ဖိုးသိန်း1000နဲ့အဆောက်အဦတည်ဆောက်မှုအတွက်ကုန်ကျစရိတ်က3500ဆိုရင်စုစုပေါင်းရင်းက3500ကုန်ကျမှာဖြစ်ပါတယ်။နောက်ပိုင်းပြန်ရောင်းတဲ့အခါသိန်း၄၀၀၀နဲ့ရအောင်ပြန်လဲရောင်းချနိုင်နေဆိုရင်သိန်း၁၅၀၀အမြတ်ရရှိမှာဖြစ်ပါတယ် strategy အနေနဲ့ပြောရရင် အငှားချထားပြီးတော့ငှားရမ်းခဝင်ငွေရရှိနေချိန်မှာရောင်းချခြင်းဟာနောက်ဝင်မဲ့လူကိုပုံမဆွဲဆောင်နိုင်ပါတယ်။နောက်အရေးကြီးတာကအိမ်ချမ်းမြေဈေးကွက်ကိုအမြဲတမ်းလေးလာစောင့်ကြည့်နေပြီးအိမ်ချမ်းမြေတက်မိုးတွေတက်လာတဲ့အချိန်အိမ်ချမ်းမြေဈေးအမြင့်ဆုံးအချိန်တွေမှာရောင်းချရမှာဖြစ်ပါတယ်။အဲ့ဒီလိုအမျက်နဲ့ရောင်းချနိုင်ပြီးတဲ့နောက်မှာနောက်ထပ် project တစ်ခုအတွက်ကြိုတင်လေ့လာထားပြီးအောင်မြင်ပြီးအကျိုးအမြတ်ရရှိခဲ့တဲ့ပထမနည်းလမ်းအတိုင်းပြန်လည်စတင်နိုင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ဖော်ပြပေးချင်တာတော့ BBRS model ရဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ် BBRS model ရဲ့အဓိကအကျိုးကျေးဇူးတွေကတော့နံပါတ်1 step by step profit တဆင့်ချင်းအမြတ်တိုးလာခြင်းစတင်ဝယ်ယူခြင်းကနေပြီးတော့အဆောက်အဦတိဆောက်ခြင်းအနာချထားခြင်းပြန်လည်ရောင်းချခြင်းအစရှိတဲ့အဆင့်တွေမှာတန်ဖိုးတက်လာအောင် ပြုလုပ်ပြီးဝင်ငွေရရှိနိုင်ခြင်းဖြင့်အကျိုးအမြတ်တိုးပွားစေပါတယ်။နံပါတ်1 Passive Income နှာရမ်းထားတဲ့ကာလမှာဝင်ငွေရရှိခြင်း အဆောက်အဦတိဆောက်ပြီးတဲ့အခါပြန်လည်ငားရမ်းထားခြင်းဖြင့်လစဉ်လာတိုင်းပုံမှန်ဝင်ငွေ cash flow ရရှိစေနိုင်ပါတယ်။နံပါတ်3 capital gain အမျက်နဲ့ရောင်းချပြီးနောက်နောက်ထပ် project အသစ်တစ်ခု စတင်နိုင်ခြင်းအချိန်ကာလတစ်ခုအကြာ long term investment အနေနဲ့ရင်းနှီးမြှုပ်နှံထားခြင်းဖြင့်အင်ချမ်းမြေတန်ဖိုးတက်လာပြီးအကျိုးအမြတ်ရရှိစေနိုင်သလိုပြန်လည်ရောင်းချပြီးတဲ့အခါမှာလည်းနောက်ထပ်အကျိုးအမြတ်ရရှိနိုင်မယ့်အလားအလာရှိတဲ့ project အသစ်တစ်ခုကိုစတင်ရင်းနှီးမြှုပ်နှံခြင်းပြုလုပ်နိုင်ပါတယ်။နံပါတ်4 low risk အစင်လိုက်တေချာလှုပ်ဆောင်ရတာကြောင့်ဆုံးရှုံးနိုင်ခြင်းနဲ့ပါခြင်းခုနကကျွန်တော်ပြောခဲ့တဲ့မြေဝယ်ယူခြင်းအဆောက်အဦတိဆောက်ခြင်းအငှားချထားခြင်းပြန်လည်ရောင်းချခြင်းအစရှိတဲ့အစင်တွေကိုတဆင့်ချင်းတေချာလှုပ်ဆောင်ခဲ့တာကြောင့်အမားနေပြီးဆုံးရှုံးနိုင်ခြင်း risk လည်းနည်းစေပါတယ်အဲဒါကြောင့်မို့လို့အခုကျွန်တော်ဖော်ပြပေးခဲ့တဲ့ BBRS model ဟာငွေရင်းနှီးနှဲငယ်နဲ့စတင်ခြင်းတွေအတွက်အထူးသင့်တော်ပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရရင် BBRS model ဟာအခုမှ အိမ်ချမ်းမြေလုပ်ငန်းကိုစတင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်မဲ့သူတွေအတွက်အကျိုးမြတ်များပြီးဆုံးရှုံးနိုင်ခြင်းနဲ့တာကြောင့်အစဉ်ပြေတဲ့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။အရင်ကအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုဆိုတာငွေကြေးများများနဲ့တက်နိုင်မှလုပ်လို့ရနိုင်တယ်လို့ထင်ကြပါတယ်။ဒါပေမဲ့အခုဖော်ပြပေးခဲ့တဲ့ BBRS model နဲ့ဆိုရင်အရင်နည်းနည်းငယ်နဲ့ပဲအစဉ်လိုက်တစ်ဖြည်းဖြည်းချင်းတိုးတက်ပြီးအမြတ်ရရှိနိုင်ပါတယ်။အဓိကအကြံပေးခြင်းနဲ့စောင့်ပုတ်လေးကတော့ buy wisely build smartly rent steadily and sell profitably ဆိုတဲ့အတိုင်းအစင်တိုင်းကိုတေချာလိုက်နာဆောင်ရွက်လုပ်ကင်ဖို့တိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုလေးကိုအသေးချာကြည့်ရှုပြီးသင်ရဲ့ real estate career ကိုအောင်မြင်စွာစတင်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့စမတ်မြန်မာကနေမကြခင်မှာ real estate investment အင်ချမ်းမြေယင်းနှမြုံနှံမှုတင်ဒန်းကိုဖွင့်လှစ်သွားဖို့ရှိပါတယ်။အဲ့ဒီတင်ဒန်းမှာအင်ချမ်းမြေယင်းနှမြုံနှံသူတွေအနေနဲ့အောင်မြင်မှုရရှိနိုင်အောင် အခုဖော်ပြပေးသွားတဲ့ BBRS model strategy အကြောင်းအပြည့်စုံနဲ့အသေးစိတ်တွက်ချက်မှုတွေကိုတည်တည်ချာချာတင်ပြပေးသွားမှာဖြစ်ပါတယ်။စိတ်ဝင်စားပြီးတက်ရောက်ချင်သူတွေအနေနဲ့ကိုမတ်မှာ real estate investment course ဆိုပြီးရေးသားပေးကြပါတင်နန်းစတင်တဲ့အခါပြန်လည်အကြောင်းကြားပေးပါမယ်။ဒီဗီဒီယိုကတင့်အတွက်အသုံးဝင်တဲ့အကျိုးရှိတယ်ဆိုရင် like follow subscribe လုပ်သွားပေးကြပါဦးခင်ဗျာ။အင်ချမ်းမြင်းနဲ့ပတ်သက်ပြီးနောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင် ကိုမတ်မှာရေးသားဖော်ပြပေးသွားကြပါဦးတော့အဆုံးအထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ